ရုရှားစံတော်ချိန်ညနေ9:48မိနစ်ချိန်ရုရှားရဲ့အရေးပါတဲ့ဖီယိုဒိုရှားရေတပ်စိတ်ကမ်းကြီးတစ်ခုလုံးဟာဗယံပဒါခြေနေတဲ့ကိုရုတ်တရက်ဆိုသလိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ဘာမှကြိုတင်တတိပေးချက်မရှိခဲ့ပဲနဲ့ရုရှားရဲ့စစ်ရေးပိုင်ဆိုင်မှုတွေဖြစ်တဲ့ဒဇီးကိုဒေါ်လာတန်60တန်နဲ့ဘူလီယန်အမျိုးအစား Covax စစ်သည်မုံငယ်ရီနဲ့ဒဇီးကိုဒေါ်လာတန်40တန်နဲ့ MIG 31ဂျားဖြတ်တိုက်လေရင်ဟာရုတ်တရက်ဆိုသလိုလှုပ်ရှားလာခဲ့တာကိုတွေ့ရပါတယ်ခင်ဗျာ။ သူတို့ဘက်ကပထမဆုံးစတင်ခဲ့တဲ့လှုပ်ရှားမှုကတော့ဂျူဟာမြောက်ချောင်းမြောင်းတိုက်ခိုက်မှုတစ်ခုပဲဖြစ်ပါတယ်။ဒဇင်းကိုဒေါ်လာတန်းတန်နဲ့ M14 caliber cruise ဒုံးကြီး၃သင်းနဲ့တစ်ချိန်ပြက်ခတ်ရင်ဒေါ်လာ၅သိန်းတန်မှုရှိတဲ့အနီးကပ်ပြက်ခတ်နိုင်တဲ့စစ်တပ်ကြီးတွေတက်ဆင်ထားတဲ့ Batch ရေယာဉ်တွေကနေယူကရိန်းရဲ့ရှေ့တန်းကင်းလှည့်ရေယာဉ်တွေစီကိုကြပြိုင်နဲ့ထဲပြက်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါဟာရိုးရိုးချောင်းမြောင်းတိုက်ခိုက်တာမျိုးမဟုတ်ပါဘူး။ဒါဟာ Crimea ရဲ့လွန်ရေးကြီးတဲ့ ရေနံနဲ့ရေတက်အချက်ချာနေရာကိုကာဝယ်ဖို့အတွက်ယူကရိန်းရဲ့ပင်လယ်နက်ချမ်းကရှေတိုးစစ်စင်ရေးကိုချိမ့်ချောက်ဟန့်တာဖို့အတွက်မဟာပြူဟာကြကြကြိုတင်လက်ဦးမှုယူပြီးတိုက်ခိုက်တဲ့စစ်စင်ရေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဖီယိုဒိုရှားရဲ့မောင်မိုက်တဲ့ရေပြင်ပေါ်မှာရုရှားရဲ့ချောင်းမြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့တုံ့လှုပ်ခြောက်ခြားမှုတွေမပြေသေးခင်မှာပဲယူကရိန်းဘက်ကလည်းအလွှာလိုက်ပေါင်းဆက်ထားတဲ့တံပြန်တိုက်ခိုက်မှုကြီးတစ်ခုနဲ့ချက်ချင်းဆိုသလိုအပြေပေးခဲ့ပါတယ်။ဒီတော့မြန်မှုဟာအစင်ပေါင်းစုံနဲ့အလွန်တိကျတဲ့ညှိနှိုင်းမှုတွေနဲ့လှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ် ပထမဆုံးအနေနဲ့ပြောရရင်စစ်စင်ရဲ့အစမှာပဲစု27တိုက်လင်ရဲ့အုပ်စုကြီးတခုကကမ်းခြေကနေ25မိုင်လောက်အကွာကိုအနိုင်ပြန်တမ်းပြီးဝင်ရောက်လာခဲ့တာပါသူတို့ရဲ့လှုပ်ရှားပုံကအရန်ကိုလျှို့ဝှက်ပြီးစနစ်ကြပါတယ်သူတို့ဟာကန်ယွန်နယ်တစ်လျှောက်ကစောင့်ကြည့်စနစ်တွေကိုပြစ်မှတ်ထားပြီးအထူးကလှုပ်ရှားပါတယ်ဒီလင်တွေကနေရေဒါလှည့်စားတဲ့လိုင်းတွေကိုတစ်ခါတည်းထုတ်လွှတ်လိုက်တာကြောင့်ကောင်းငင်ရံမှာပြစ်မှတ်အတုတွေအများကြီးပေါ်လာပါတော့တယ်တပြိုင်နက်တည်းမှာပဲအဲ့ဒီလိုင်းတွေနဲ့အတူ လျက်စစ်တားလိုက်မြူကိုတွေကိုပါပြန့်နှံ့စေလိုက်တာကြောင့်ကန်ယူရန်တစ်လျှောက်ကရန်သူစံသားတွေဟာမျက်စိလဲချိမှောက်သွားကြရပါတယ်။ဒါဟာရန်သူရဲ့ကာကွယ်ရေးစနစ်တစ်ခုလုံးကိုမျက်စိကန်းသွောင်းအောင်လုပ်လိုက်တဲ့ပထမဆုံးအစီအစဉ်ပဲဖြစ်ပါတယ်။အဲ့ဒီလိုလေရင်တွေကနေလမ်းကြောင်းရှင်းပေးနေချိန်မှာပဲ Scout Cruise တုံးကြီးတွေကလည်းတိကျတဲ့ပြစ်မှတ်တွေကို UTV ပြစ်ခတ်ခဲ့ပါတယ်။ဒီတုံးကြီးတွေရဲ့ပြစ်မှတ်တွေကတော့ရန်သူရဲ့ခံတက်လို့ခိုင်ခန့်တဲ့ပြစ်ခတ်မှုထိန်းချုပ်ရေးစခန်းတွေပဲဖြစ်ပါတယ်။ဒီလိုရေးပါတဲ့စခန်းတွေကိုဖြိုချလိုက်တာကြောင့် ရန်သူရဲတုံ့ပြန်နိုင်စံကိုတိတိတသာရော့ချသွားစေခဲ့ပါတယ်။ဒါအပြင်တစ်ချိန်တည်းမှာပဲ UJ22 လို့တာဝေးထောက်လန်းရေး UAV drone အုပ်စုကြီးတွေဟာလည်းကောင်းငင်ဘော်ကိုတမ်းမိတက်လာခဲ့ပါတယ်။ဒီ drone တွေဟာအချင်းချင်းချိတ်ဆက်ပြီးဝေဟင်ကွန်ရက်တစ်ခုကိုချက်ချင်းဖန်တီးလိုက်တာကိုတွေ့ရပါတယ်။ဒီကွန်ရက်ကြီးရဲ့အသုံးဝင်ပုံကတော့အမခံပါပဲ။သူတို့ဟာစစ်မြပြင်ရဲ့ဓာတ်ရိုက်ရုပ်ပုံတွေနဲ့ပြစ်မှတ်အချက်လက်တွေကိုတိုက်ခိုက်ရေးအရာရှိတွေစီကိုအဆက်မပြတ်ပို့ပေးနေကြတာဖြစ်တဲ့ဖြစ်လို့ စစ်စင်ရေးကိုအလွယ်တကူထိန်းချုပ်နိုင်ခဲ့ပါတယ်။ရေပြင်ပေါ်မှာလည်းလှုပ်ရှားမှုတွေကအရန်ကိုလှင်မြန်ခဲ့ပါတယ်။ဂါဇာအမ်မြစ်တင်းသွားတိုက်ခိုက်ရေးဆက်လီတွေဟာတနအီကို30နော့မိုင်နှုတ်ထက်မကတဲ့အမြန်နှုံးနဲ့ခုံမောင်းဝင်ရောက်လာခဲ့ပါတယ်။သူတို့ကမိုင်းရှင်းလင်းပြီးသားရေလမ်းကြောင်းတွေကိုအတိုင်းကျွမ်းကျင်သွားမောင်းနှင်ပြီးရန်သူနယ်မြေကိုဝင်ရောက်လာခဲ့တာပါ။ဒီဆက်လီတွေမှာတက်ဆင်ထားတဲ့ကြစ်လက်တဲ့ electronic ဆက်ဆင်ရေးကိရိယာတွေကအဓိကအခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။ဒီကိရိယာတွေဟာရန်သူရဲ့အဝေးထိန်းမိုင်းခလုတ်တွေကို ချက်ချင်းနောက်ရက်ဟန်တာလိုက်တာကြောင့်ရန်သူဘက်ကမိုင်းရှင်းလင်းရေးအဖွဲ့တွေဟာရှေ့ဆက်မတူနိုင်ပဲရပ်တန့်သွားခဲ့ရပါတယ်။ဒီလိုနဲ့လေကုန်းရေနေရာသုံးခုတုံးမှာစနစ်တကျနဲ့တပြိုင်တည်းထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ပထမအဆင့်ကလှည့်သားတွေလှုပ်ဆောင်မှုတွေအောင်မြင်ပြီးသွားချိန်မှာတော့နောက်ဆက်တွဲထိုးဖောက်မှုတွေစတင်ခဲ့ပါပြီ။ကင်မရာကဝင်ရောက်လာတဲ့လေယာဉ်တွေကြောင့်ရန်သူရေဒါတွေအာရုံပြောင်းပြီးမျက်စိလည်နေတုန်းမှာပဲ RK360 Neptune တုံးကြီးတရင်တွေကအသိအနေထားရောက်နေခဲ့ပါတယ်။ ူတို့ရဲ့ပြစ်မှတ်ကရှင်းပါတယ်။ BNM Covers စစ်သည်မော်တွေကိုလော့ချပြီးပြစ်မှတ်ဖြစ်တတ်မှတ်လိုက်တာပါပဲ။ဒီ Covers စစ်သည်မော်တွေဟာရေချောင်းကာကွယ်ရေးရဲ့ပထမဆုံးလွှာလို့ဖြစ်နေတာမို့ဒီလိုပြစ်မှတ်ထားတိုက်ခိုက်လိုက်နိုင်တာဟာရန်သူရဲ့ကာကွယ်ရေးကိုအောင်မြင်စွာထိုးဖောက်လိုက်နိုင်ပြီဆိုတာကိုပြသနေပါတယ်။ဒီစစ်စင်ရေးတစ်ခုလုံးရဲ့အဓိကချက်ကတော့အလွှာလိုက်ပေါင်းစပ်ညီနိုင်မှုပါပဲဖြစ်ပါတယ်။ကာကွယ်ရေးလွှာတစ်ခုကိုဖြိုချဖို့အတွက်နောက်လွှာတစ်ခုကပံ့ပိုးကူညီပေးနေတဲ့ပုံစံမျိုးကိုမြင်တွေ့ရပါတယ်။ ရှင်းရှင်းပြောရရင်တော့လှည့်ထားတဲ့ drone တွေကရန်သူရေဒါတွေကိုအာရုံစိုက်အောင်ဆွဲဆောင်ထားလိုက်ပါတယ်။တကယ်ထောင်းလိုက်ရဲ့ drone တွေကတော့ရန်သူကာဝေးရေးမှာလစ်ဟာနေတဲ့နေရာတွေကိုတိတ်တဆိတ်ဖော်ထုတ်ပေးပါတယ်။ Cruise drone တွေကရန်သူရဲ့ကုတ်ကဲမှုစနစ်တွေကိုဓာတ်ရိုက်ဖြတ်တောက်ပျက်စီးပစ်ပါတယ်။နောက်ဆုံးမှာတော့သိငဲ့တဲ့ရေရင်တွေကအဲ့ဒီလစ်ဟာသွားတဲ့နေရာတွေကိုအခွင့်ကောင်းယူပြီးထိုးဖောက်ဝင်ရောက်သွားတာဖြစ်ပါတယ်။ဒီစစ်စင်ရေးကိုအောင်မြအောင်လှုပ်ဆောင်နိုင်ခဲ့တာဟာတိကျတဲ့အချိန်ကြားရင်းနဲ့အရန်ကိုရိုးရှင်းတဲ့စီးမြင့်တွေအပေါ်မှာအခြေခံထားတာပါ။ အဲဒီအစီအမင်းတွေကတော့ရှာဖွေပြစ်မှတ်သတ်မှတ်အဆုံးသတ်ဆိုတဲ့လွယ်ကူပေမဲ့ထိရောက်တဲ့အဆင့်၃၀ပါပဲဒုံးကြီးနဲ့ဒရုန်းတွေကြောင့်ရရှိလာတဲ့တိုက်ပွဲဟာအရှိန်မပြတ်ပဲစိတ်ကန်းအတွင်းတိုက်ပွဲတွေကိုဓာတ်ရိုက်စီးဝင်သွားခဲ့ပါပြီရုရှားရဲ့ရေဒါကွန်ရက်တွေမျက်စိကန်းနေတော့မှပဲလူမပါတဲ့ရေရင်အစ်စ်တတုတ်ဟာရှေ့ကိုအရှိန်နဲ့တိုးဝင်လာခဲ့ပါတယ်ဒီ US Fury ဟာနှစ်မိုင်လောက်အကွာကနေစူပွက်နေတဲ့မှောင်မိုက်တဲ့ရေမြင့်ကိုတိတ်တဆိတ်နဲ့တော်ပီဒိုတွေလိုပဲဖြတ်တန်းဝင်အောင်လာခဲ့တာပါ သူတို့ကိုအပေါ်ကပြန်တန်းနေတဲ့ထောင်လိုက်ရေး drone တွေကနေအဆက်မပြတ်လမ်းညွှန်မှုတွေပေးနေကြတာဖြစ်လို့ပြစ်မှတ်ကိုမမှားနိုင်ခဲ့ပါဘူးဒီ USP တွေရဲ့ယူရချက်ကတော့ရန်သူတင်မော်တွေကိုလုံးဝနှိမ့်ောက်သွားအောင်လုပ်တာထက်ပိုပြီးဆိုးရွားတဲ့အကျိုးဆက်ကိုဖြစ်စေဖို့ပါပဲသူတို့ဟာတင်မော်ရဲ့ကိုယ်တိုင်နဲ့ပန်ပန်ကာစနစ်တွေကိုပဲပျက်စီးသွားအောင်လုပ်ဖို့ယူရပြီးဒီဇိုင်းထုတ်ထားတဲ့တိကျတဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုပဲတည်ဆောင်လာခဲ့ကြတာပါဒါဟာရုရှားဘက်ကသူတို့ရဲ့ပျက်စီးသွားတဲ့တင်မော်တွေကိုလုံခြုံတဲ့နေရာစီဆွဲယူသွားပြီး ပြန်ပြင်နိုင်မဲ့အခွင့်အရေးမှန်သမျှကိုမပေးခြင်းနဲ့လိမ္မာပါနဲ့တဲ့နီးပြူဟာတစ်ခုပဲဖြစ်ပါတယ်။ဒီလိုတိကျပြီးစနစ်ကျတဲ့ပေါင်းဆက်တိုက်ခိုက်မှုတွေဟာစစ်ပွဲရဲ့ပုံစံကိုတော်တော်လေးပြောင်းလဲပြစ်နေပြီလို့ဆိုရမှာပါပဲ။စိတ်ကမ်းရေကာတာအတွင်းမှာတော့မီးလောင်ပျက်စီးနေပြီဖြစ်တဲ့ BNM Cover System တွေဟာပြန်လဲစုဖွဲ့ပြီးသူတို့ရဲ့ Cash Time အနီးကပ်ကာဝေးရေးစနစ် CIWS တွေကိုအသုံးပြုဖို့စူးစမ်းနေကြပါတယ်။ဒါပေမဲ့အဲဒီ cover system ရဲ့ radar တွေဟာအရင်တစ်ဆင့်မှာ Sutani 7တွေကလွတ်တင်ခဲ့တဲ့ လျှက်စစ်တန်လိုက်မြူကိုးတွေကြောင့်ရှုပ်ထွေးနေတော့မှာပဲကာရှန်စနစ်ကနေပြစ်လွတ်လိုက်တဲ့ကြီးတန်းတွေဟာရေထဲကိုပဲရောက်သွားခဲ့ပါတယ် USV တွေကတော့လင်းမြသွားဝင်ရောက်လာပြီးတင်းမော့ရဲ့အလဲပိုင်းနဲ့ပန်ကာဝင်ရိုးတွေကိုဝင်တိုက်ဖျက်ဆီးပစ်လိုက်ပါတယ်အောက်ဘက်ရေမြမှာ USV တွေနဲ့ဆက်လီရီရဲ့ဗျမ်းပဓာအခြေအနေကိုခွင့်ကောင်းယူပြီးယူကရိန်းလီဒါဟာတိုက်ပွဲကိုရေပြင်ကနေကောင်းကင်ယံစီကိုချက်ချင်းပြောင်းရွှေ့လိုက်ပါတယ်။အရင်က drone တွေနဲ့လှည့်သားမှုတွေတောင်ဖြစ်ပေါ်လာတဲ့ radar ကွက်လက်တွေဟာ သူတို့အတွက်အခွင့်အရေးကြီးဖြစ်လာခဲ့ပါတယ်။ Su-27 တိုက်လေယာဉ်အုပ်စုကြီးတွေဟာကြံရှိနေသေးတဲ့ Russia MiG-31 ကင်းလှည့်လေယာဉ်တွေရဲ့ကာကွယ်ရေးကွန်ရက်ကိုဖျက်ချော်ပြီးလမ်းကြောင်းမျိုးမျိုးကနေတပြိုင်တည်းဝင်ရောက်လာခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့တိုက်ခိုက်ရေးလေယာဉ်တစ်စီးချင်းစီရဲ့လှုပ်ရှားမှုတိုင်းကိုအဝေးကနေပြစ်လွတ်တဲ့ Scalp Cruise ဒုံးကြီးတွေနဲ့အချိန်ကိုက်ညှိနှိုင်းထားခဲ့တာကိုတွေ့ရပါတယ်။အဲဒီဒုံးကြီးတွေရဲ့ပြစ်မှတ်တွေက Fiorosha မျိုးအနှံပြန့်ကျဲနေတဲ့ရေနံသိုးလောင်ကန်တွေလောင်စာကန်တွေနဲ့ ခံတက်လိုခိုင်ထက်တဲ့ကုတ်ကဲမှုစခန်းတွေပဲဖြစ်ပါတယ်။ဒုံးကြီးတွေထိမှန်ပေါက်ကွဲတဲ့အခါမီးတောက်တွေနဲ့မီးခိုးလုံးကြီးတွေဟာညာကောင်းငင်ရံကိုပေပေါင်းရာနဲ့ချီပြီးထိုးတက်သွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ရေတက်ညှိနှိုင်းရေးစင်တာတွေရဲ့လျှက်စစ်တအားလိုင်းတွေနဲ့ဆက်သက်ရေးစနစ်တွေကိုပါဖြတ်တောက်ပျက်စီးပလိုက်တာဖြစ်ပါတယ်။ MIG 31တွေကြားဖြတ်တိုက်ခိုက်ဖို့ကြိုးစားတဲ့အချိန်မှာတော့ဖီယိုလိုရှားရဲ့မဟာဗျူဟာကြားတဲ့အခြေခံဆောက်အုံများစုဟာပျက်စီးသွားခဲ့ပါပြီ။စိတ်လှုပ်ရှားပွဲရာမိနစ်အနည်းငယ်အတွင်းမှာပဲ ဖီယိုဒိုရှားမျိုးပေါ်ကကောင်းကင်ယံဟာထိမ့်ချုပ်ထားတဲ့ဖြက်စည်းရေးဈေးနှုန်းတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဖီယိုဒိုရှားပေါ်ကကောင်းကင်ယံဖြက်စည်းမှုတွေကြောင့်ရုရှားဘက်ကလည်းချက်ချင်းဆိုသလိုပြင်းထန်တဲ့တုံ့ပြန်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။လျှို့ဝှက်မြေကရုတ်ချင်းတွေကလည်းကလီဘာခရုစ်ဒုံးကြီးသုံးသင်းပါတဲ့ဒုံးကြီးအတွဲလိုက်ကိုယူကရိန်းရဲ့စစ်ဖွဲ့ရနေရာရိစီကိုချက်ချင်းပစ်လွှတ်ခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းဘက်ကလည်းဒီလိုတုံ့ပြန်လာမယ်ဆိုတာကိုကြိုတင်မျှော်လင့်ထားပြီးသားဖြစ်ပါတယ်။ဟုတ်ပါတယ်။အပြင်ဘက်စိတ်ကမ်းပေါ်မှာပြန်ဝဲနေစေဖြစ်တဲ့ UJ22 နဲ့တာဝေးထောက်လှမ်းရေး UAB တွေဟာသူတို့ရဲ့ဆက်သွယ်ရေးကြိမ်ထုံးတွေကိုလေထဲမှာပြန်တန်းနေနေပဲပြောင်းလဲလိုက်ပါတယ်။ဒါဟာခံမှန်းရခတ်တဲ့ electronic ဆက်သွယ်မှုကွန်ရက်တစ်ခုကိုဖန်တီးလိုက်တယ်လို့ဖြစ်သွားပါတယ်။ဒီလိုအဆက်မပြတ်ပြောင်းလဲနေတဲ့ဝေဟင်ကွန်ရက်ကြောင့်ရုရှားရဲ့ကလီဘာအတုံးကြီးတွေဟာပြစ်မှတ်တွေကိုတိတိတကျရှာဖွေဖို့အခက်ခဲသွားခဲ့ရပါတယ်။တချို့တုံးကြီးတွေဆိုရင်အချိန်ချင်းလမ်းကြောင်းပြင်ဆင်ခိုင်းခံရပြီးနောက်ဆုံးမှာတော့ပင်လယ်ထဲကိုအန္တရာယ်မရှိဘဲကျသွားခဲ့ရပါတယ်။ ရလကတော့နှစ်ဖက်အပြန်အလှန်တင်းမာတဲ့ပြစ်ခတ်မှုတွေပဲဖြစ်ပါတယ်။ရုရှားတပ်ဖွဲ့တွေဟာတိုက်ခိုက်မှုတွေပြန်လည်ပြုလုပ်နိုင်ပြီးကြံရှိနေတဲ့ရင်းရွေတွေကိုနေရာပြန်လည်ချထားနိုင်ခဲ့ပေမဲ့ယူကရိန်းရဲ့ပတ်ပေါင်းစုံညှိနှိုင်းတိုက်ခိုက်မှုကြောင့်သူတို့ဟာခုခံကာကွယ်ရေးအနေထားမှာပဲဆက်လက်ရှိနေခဲ့ရပါတယ်။ယူကရိန်းဟာသူတို့ရဲ့ရှေ့တန်းစကန်ကိုတည်နေအောင်လှုပ်ဆောင်နိုင်ခဲ့ပြီးရုရှားရဲ့တုံ့ပြန်မှုဟာကုန်ကျစရိတ်များပြီးအကျိုးသက်ရောက်မှုမရှိအောင်ထိန်းချုပ်နိုင်ခဲ့ကြောင်းသိကြစေခဲ့ပါတယ်။ရုရှားရဲ့တံပြန်တိုက်ခိုက်မှုကိုဟန်တားနိုင်ခဲ့ပြီးနောက် ယူကရိန်းတပ်ဖွဲ့တွေဟာသူတို့ရဲ့အသားစီးကိုဆက်လက်ထိန်းသိမ်းပြီးဖီယိုဒိုရှားစိတ်ကန်းကိုအပြည့်အဝပိတ်ဆို့ဖို့ကြိုးပမ်းခဲ့ပါတယ်။ဂါဇာအန်အမြောက်တပ်ဆက်လီတွေဟာအတွင်းပိုင်းစိတ်ခံတရားတွေအတွက်တခြားအချိန်ပြင်းပြင်းနဲ့မောင်းနှင်ပြီးလင်မြန်တဲ့ USB အုပ်စုတွေနဲ့ညှိနှိုင်းကထွက်ပေါက်မှန်သမျှကိုပိတ်ဆို့လိုက်ပါတယ်။နောက်ဆုံးအဆင့်အနေနဲ့ကုန်းရည်နှစ်သွဲသွားတိုက်ခိုက်ရေးအဖွဲ့တွေဟာဂါဇာအန်ဆက်လီတွေရဲ့အကာအွယ်အောက်မှာသိမ်းငယ်ပြီးလင်မြန်တဲ့ရင်တွေကနေဆင်းပြီးစိတ်ခံဓာတ်တွေတခြားစတင်လှုပ်ရှားလာခဲ့ပါတယ်။ သူတို့ရဲ့တာဝန်ကတော့ကြံရှိနေတဲ့ဒုံးကျည်ပြည်လွတ်စင်တွေရဲ့ဆက်သွယ်ရေးစခန်းတွေကိုစနစ်တကျဖျက်ဆီးပစ်ပြီးရုရှားပိုင်ဆိုင်မှုတစ်ခုမှပြန်လည်အသုံးမပြုနိုင်အောင်တေချာလှုပ်ဆောင်မှုပါပဲဒီအဆင့်ပြီးဆုံးသွားတဲ့အချိန်မှာတော့ဖီယိုဒိုရှာရဲ့အပြင်ဘက်ကာဝယ်ရေးတွေဟာအပြည့်အဝပျက်စီးသွားခဲ့ပြီးကြံရှိနေတဲ့ကော်ဖက်သင်းမော့တွေဟာလည်းမရွေရှားနိုင်တော့ပဲဖြစ်နေပါတယ်အရေးကြီးတဲ့ရေတပ်ခြေကံအဆောက်အအုံအလုံးကိုထိန်းချုပ်နိုင်ခဲ့ပါတယ်ယူကရိန်းတပ်ဖွဲ့တွေဟာစိတ်ကမ်းကိုရုပ်ပိုင်းဆိုင်ရာအပြည့်အဝထိန်းချုပ်နိုင်ခဲ့ုံသာမကအ လူအသက်ကိုဂရုစိုက်ပြီးတိုက်ခိုက်ရေးနီးပြူဟာတွေကိုစီကံရှိရှိဟန်ချက်ညီညီအသုံးပြုနိုင်ခဲ့ကြောင်းကိုပါပြသနိုင်ခဲ့ပါတယ်။အခုဆိုရင်အသာစီးကတော့ KF ဘက်မှာခိုင်ခိုင်မာမာရှိနေပါပြီ။နောက်ထပ်အဓိကဖြစ်စဉ်တစ်ခုကတော့မော်စကိုမြို့ရဲ့တောင်ဘက်မိုင်80ကျော်မှာဖြစ်ပွားခဲ့တဲ့ရေနံစစ်ပွဲပဲဖြစ်ပါတယ်။မနက်2နာရီ18မိနစ်မှာတူလာမော်စကိုပိုက်လိုင်းတစ်ဝိုက်ကိုမြူကိုးတွေထူထပ်စွာကျဆင်းနေခဲ့ပါတယ်။ဒါဟာဒေါ်လာ3ဘီလီယံတန်ဖိုးရှိတဲ့ရေနံစစ်ပွဲရဲ့အဖွင့်တိုက်ပွဲတစ်ခုဖြစ်လာမယ့်အရေးအယံပဲဖြစ်ပါတယ်။ ထမဆုံးလှုပ်ရှားမှုနေနဲ့ Mugen 5လှဲစားရေး drone အုပ်စုတစုကိုတူလာစင်းကြံလန်းအပေါ်ဘက်ကိုမြင့်မြင့်စီကိုလွှတ်တင်လိုက်ပါတယ်။အဲ့ဒီ drone တွေဟာအတန်ကျယ်တဲ့ရဟတ်တွေတက်ဆင်ထားတဲ့တာမန် drone တွေဖြစ်ပြီးသူတို့ရဲ့တာဝန်ကဘာကူမှတိုက်ခိုက်ဖို့မဟုတ်ပဲစုညံသွားစုညံသွားဖြင်းညင်းသွားနဲ့တိတ်တာထင်ရှားစွာပြန်တမ်းဖို့ပဲဖြစ်ပါတယ်။ဒီလိုရည်ရွယ်ချက်ရှိရှိစုညံဖန်တီးလိုက်တာကြောင့်ရုရှားရဲ့ Panzer S1 unit တွေဟာချက်ချင်းဆိုသလိုပဲသူတို့ကိုပြစ်မှတ်ဖြစ်တတ်မှတ်လိုက်ပါတယ်။ဟုတ်ကဲ့ ထောင်ချောက်ကအလုတ်ဖြစ်သွားခဲ့ပါပြီ။ဒါပေမဲ့မြေမျက်နှာပြင်အောက်ပေ30အနက်မှာတော့တကယ့်ကစားပွဲကစတင်နေခဲ့ပါပြီ။ပိုင်လိုင်းရဲ့6မိုင်ရှည်ရတဲ့အပိုင်းတစ်လျှောက်မှာယူကရိန်းရဲ့မိုင်းထောင်တဲ့ robot တွေဟာလာရတတ်မှတ်ဖောက်ခွဲနိုင်တဲ့မိုင်းတွေနဲ့စစ်မှတ်မိုင်းတွေကိုထောင်ထားဖို့တဖြည်းဖြည်းရှေ့တိုးနေကြတာကိုဘယ်သူမှမသိလိုက်ရပါဘူး။မြူကိုတွေဟာအနှဲငယ်ပါသွားတဲ့အချိန်မှာ T84 ပင်မတိုက်ခိုက်ရေးတင်ကားတွေဟာ BDR 4E Chilean တပ်သားတင်ရင်တွေနဲ့အတူမြေသားလမ်းအတိုင်းတရွတ်ရွတ်ဝင်ရောက်လာခဲ့ပါတယ်။ သူတို့ရဲ့ပြမှတ်ကတော့ pipeline ရဲ့အရေးကြီးတဲ့လမ်းစုံတစ်ခုကိုကာကွယ်ထားတဲ့ checkpoint 22ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာရှေ့တက်တဲ့ကနေတိုက်ခိုက်တာမဟုတ်ပဲဟန်ပြတိုက်ခိုက်မှုတစ်ခုပဲဖြစ်ပါတယ်။တကယ်တိုက်ခိုက်မှုကတော့ဘေးတိုက်ဝင်ရောက်တိုက်ခိုက်မယ်အစီအစဉ်ပဲဖြစ်ပါတယ်။ Ukraine ရဲ့ motor tank ချင်းလင်တပ်ဖွဲ့တွေဟာတိတ်ဆိတ်အောင်ပြင်ပထားတဲ့ Jewel Spot Cyclery နဲ့တစ်တော်တွေတဲကိုပျောက်ကွယ်သွားခဲ့ပါတယ်။သူတို့ရဲ့ဥတီယာကတော့သုံးမိုးအောက်မှာဖုံးကွယ်ထားတဲ့ရုရှားရဲ့ထောက်ပံ့ရေးစခန်းတစ်ခုပါပဲ။ မိနစ်30အတွင်းမှာပဲသူတို့ဟာအဲ့ဒီစကန်ကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီတာမိုက်မီးလောင်ပုံတွေထောင်းအတန်တိတ်တနက်တွေမီးကိုပုံတွေတုံးပြီးကင်းစကန်ကိုချိန်မုံနိုင်ခဲ့ပါတယ်ယူကရိန်းရဲ့တင်ကားတွေဟာပျက်စီးနေတဲ့ checkpoint 22တဝိုက်မှာနေရာယူပြီးမော်တော်တက်ချေလင်တက်ဖွဲ့တက်ဖွဲ့တွေကထောက်ပံ့ရေးစကန်ကိုထိန်းချုပ်ထားချိန်မှာပဲကောင်းကင်ရံတစ်ခုလုံးတုံခါလာခဲ့ပါတယ်ဒီအဆင့်ရဲ့ယူရချက်ကကောင်းကင်ကိုအနိုင်ယူဖို့မဟုတ်ပဲရုရှားရဲ့ရေဒါကောင်းကင်ကိုဖြိုခွဲဖို့သာဖြစ်တဲ့အတွက်ဒါဟာဝေဟင်တိုက်ပွဲတရက်လို့ဆိုနိုင်ပါတယ် ဒီတိုက်ပွဲမှာ MIG 29တိုက်လေယာဉ်နှစ်စီးဟာလှည့်သားရေးလင်ရင် ဖြင့်ဟန်ဆောင်ပြီးမြူကိုရီကြားကနေဝင်ရောက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့စုတတိဘတ်ဆောင်သုံးတိုက်လေယာဉ်နှစ်စီးဟာရန်သူထောက်လမ်းမမိအောင်မြေပြင်နဲ့ကပ်ပြီးအနှိမ်ပြန်တန်းလာခဲ့ပါတယ်။သူတို့ဟာ KH-31B Raider ဖြတ်တုံးကြီးတွေကိုတပ်ဆင်ထားပြီးရှေ့တန်းက Nibo M Raider Scan တစ်ခုကိုတိတိကျကျပြင်မှန်ထားခဲ့တာပါ။ S400 လေကြောင်းကာဝေးစနစ်တွေကတုံ့ပြန်မှုကြိုးစားနေတဲ့အချိန်မှာပဲတစ်တောဆန္ဒက ပူဂဝ EW ရင်းတစည်းဟာ GPS ສຸນຍານຕັນတွေຈိန်ທົ່ງປ້ຽນຫນ້າຊັດຫມູ່တွေ ਨੇ ຍັນທຸຣີດາກາກွယ်ຍີ້ດີကိုຜົ່ງຫຼွှမ်းປິດໄລပါတယ်ຄະນະຈາມາເບ S400 ສະນິດຍແຊຍາກັນອ່ເຈັດແລັດတွေຫາຕົງຄາລາບີ້ນောက်ຊົງມາတော့ອະລົງບໍ່ເລົ່າບໍ່ວ່າບູອັນນີ້ລູກາກွယ်ຍີ້ກွက်ແລັດຜິດຕໍ່ໄດ້ເນຍາກະນີ້ຕະສິນລືເວມໍບາຍຢູນິດတွေກະນີ້ຫຼຸດຕິນໄລແດ FPV ດຣອນອົສຸຈີຫາຕະນາຍີໝາຍ90ຫນົງແລະຊິກໍໂຕဝင်ລາແກပါတယ် S400 ດີຍໄຊງຈောက်ຫມູ່ບໍ່ຊິတော့ပါບູນີໂບ M တွေຍໄຊຍາຄັນຫມູ່ບໍ່ຊິတော့ပါບູ ဟုတ်ပါတယ်။လမ်းကြောင်းကအပြည့်အဝရှင်းလင်းသွားတာပါ။ပြီးတော့သူတို့ဟာ radar scan တွေစီကနေလာတာမဟုတ်ပဲရုရှားရဲ့လောင်စာအင်ပါယာရဲ့တံမဏိကျော်ရွတ်ဖြစ်တဲ့ pipeline စီကိုတဲ့တဲ့လာနေတာပဲဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးပြတ်မှတ်ကိုတိုက်ခိုက်ဖို့အတွက်တာမန်ပို့ဆောင်ရေးဘန်ကားတစ်စီးလိုဟန်ဆောင်ထားတဲ့လျှို့ဝှက်ယာဉ်ကိုအသုံးပြုခဲ့ပါတယ်။အတွင်းပိုင်းမှာတော့ reboot fiber optic လမ်းညွန် drone တစ်စီးဟာပြတ်လွတ်ဖို့အဆင့်တင်ဆောင်နေပါတယ်။လက်သား drone တစ်စီးကိုပထမဦးဆုံးလွှတ်တင်လိုက်ပါတယ်။အဲ့ဒီ drone ဟာအပူချိန်များများထုတ်လွှတ်တဲ့ရာဝတ္ထုဖြစ်တာကြောင့် ရုရှားကင်းနောက်တွေဟာချက်ချင်းဆိုသလိုပဲသူ့ကိုပြစ်မှတ်အဖြစ်သတ်မှတ်လိုက်ပါတယ်။ဒါဟာစုညံပြီးထင်ရှားတဲ့တေဆုံးမှုရွေထားတဲ့လှည့်စားမှုတစ်ခုပဲဖြစ်ပါတယ်။ဒုတိယ report တိုက်ခိုက်ရေး drone ကိုလွှတ်တင်လိုက်ပါတယ်။ဒီတစ်စီးကတော့ဖန်မြင် fiber optic ဂျိုးတစ်ချောင်းနဲ့ချိတ်ဆက်ထားပြီးပြစ်လွှတ်တဲ့ကားပေါ်ကနေ operator FPV မျက်မှန်တက်ပြီးဓာတ်ရိုက်ထိန်းချုပ်မောင်းနှင်ခဲ့တာပါ။ပြစ်မှတ်ကတော့တိကျပါတယ်။ဖိအားမြင့်ပိုက်လိုက်နှစ်ခုစုံတဲ့နေရာတစ်ခုပါပဲ။ မနက်6:00မိနစ်မှာ drone ဟာပြင်းမှတ်ကိုမျက်စိနဲ့မြင်တွေ့လိုက်ရပါတယ်။ကားနောက်ခန်းထဲမှာရှိတဲ့ operator ဟာပိုင်လိုင်းရဲ့အောက်ဘက်ထိခိုက်မှုနည်းတဲ့အမှတ်တခုစီကို drone ကိုတိတိကျကျဥတီထိုးစင်သွားစေခဲ့ပါတယ်။ဖောက်ခွဲရေးပစ္စည်းတွေပောက်ခွဲသွားတဲ့အခါအတန်ဟာတော်တော်လေးကိုကျေလောင်ခဲ့ပြီးပိုင်လိုင်းရဲ့တံမဏိကိုယ်တွေကိုထိထိရောက်ရောက်ဖျက်တောက်နိုင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာမော်စကိုရဲ့စစ်ရေးနဲ့စီးပွားရေးဆိုင်ရာအသက်သွေးကြောကိုရုပ်ပိုင်းဆိုင်ရာအရဖျက်တောက်လိုက်နိုင်တာပဲဖြစ်ပါတယ်။ဒီစစ်စင်ရေးတစ်ခုလုံးက drone ၃ကြီး ဝေဟင်မြေပြင်နဲ့လျှို့ဝှက်ဝင်ရောက်မှုတွေကိုဗတ်ပေါင်းတုံပေါင်းဆက်ပြီးအချိန်ကြိုက်လှုပ်ဆောင်နိုင်တဲ့ယူကရိန်းရဲ့စွမ်းရည်ကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။